ဲပေါ်တို့ဒီနေ့ဟာမြေချက်လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့စတဲ့သတိတရခဲ့ပြီးလွတ်လပ်ရေးကြိုးပမ်းမှုနဲ့တူ ပေါ်ပေါက်လာခဲ့တဲ့ဒုတံပရောရဲ့20ပြည့်တံပရောနေ့ဖြစ်တယ်တနည်းအားဖြင့်တံပရောဟာ သူတော်ဘာဩဇာကံဘဝကနေကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာရှိတဲ့အမျိုးသားတံပရောဖြစ်ကူးပြောင်းခဲ့တာကိုကပီးမော်ကွန်တင်ခဲ့တဲ့နေ့ပဲဖြစ်တယ် နိုင်ငံလူသားရေးအတွက်တမ်းပေါ်တဲ့တိုင်းရင်းသားပြည်သူတွေလက်တွဲပြီးဖက်စစ်ဝါဒီတွေကိုစတင်တွန်းလှန်မောင်းထိုးခဲ့တဲ့1945ခုနှစ်မတ်လ29ရက်နေ့ကိုဂေုံပြုတဲ့နေရုနေ့မြတ်လည်းဖြစ်တယ်ဒုတမ်းပေါ်ရဲ့တမိုင်းကျောင်းဟာမြမောက်ခေနိုင်ငံတော်ဖြတ်သန်းလာခဲ့တဲ့တမိုင်းကျောင်းနဲ့တသားတည်းဆက်ဆံနေတာကြောင့်တမ်းပေါ်နှစ်80ပြည့် ရောက်တဲ့ဒီနေ့ဟာဒုတံဘရော်အတွက်အထူးခြားလေးနေတဲ့နေ့တစ်နေ့ဖြစ်တယ်လို့ဒီလိုတမန်ဝင်နေရုနေမြတ်မှာ ရေဘိုတို့ကိုတိတိတိတတာတွေကို လေးတာမှာကြားတော့မှာဖြစ်တယ်ရေဘိုတို့ဒုနိုင်ငံရဲ့တမန်ချောက်ကို ပြန်ကြည့်ရင်ဒိုင်းရင်သားစီလူညွန့်ညွတ်မှုခိုင်မာအကောင်းခဲ့တဲ့ကာလတွေမှာပရမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ရေလို့ ထေဝါခါ냐စွာယက်တည်နိုင်ခဲ့တာကိုတွေ့ရှိရတယ်။ကိုလိုရီနေချက်တွေကတရားစတာပေါ်ကျော်ွားတဲ့ဒုနိုင်ငံကို1824ခုနှစ်1852ခုနှစ်နဲ့1885ခုနှစ်တို့မှာမတရားကျူးကျော်စစ်၃ကြိမ်တိုင်တိုင်ဆင်နွှဲခဲ့တာကြောင့်နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာလုံးဝလွတ်လွတ်ဆုံးရှုံးခဲ့ရတယ်။ဒုနိုင်ငံကိုလိုနီဘဝကြာဝခဲ့တဲ့အချိန်မှာတော့ ။ညချက်တွေဟာကာလကြာရှည်ကျုံပြုတ်နိုင်ဖို့အတွက်ပရိယေမျိုးမျိုးနဲ့သွေးခွဲအုပ်ချုပ်မှုတွေပြုလုပ်ခဲ့ကြတယ်။ဒီလိုသွေးခွဲအုပ်ချုပ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဒိုင်းရင်သားတွေအကြားအချင်းချင်းမြုံချင်မှုတွေဟာဒုလရရှိပြီးချိန်မှာအယူဝါဒကောပြမှုတွေနဲ့ရောရှက်ပြီးကြီးမားတဲ့လက်နက်ကန်ပဋိပက္ခတွေကိုဖြစ်စေခဲ့တယ်။ဒီလိုနဲ့နိုင်ငံတောင်းချမှုဟာ1946ခုနှစ်မှာ ပူမူဆိုးရလာခဲ့တာကြောင့်ဒုတံဘတော်တွေနဲ့ရန်ကုန်ဆိုးရလို့ခေါ်ရတဲ့အခြေအနေထားကနေအသက်သွေးချွေးများစွာပေးဆက်ပြီးတိုင်းပြည်ကိုကယ်တင်ပေးနိုင်ခဲ့တယ်။တံဘတော်တွေနဲ့ပြည်တွင်းသောကြောင့်မှုတွေပြင်းပြုတ်ဖြူကွန်မန်တန်ရဲ့ကွန်မန်တန်နဲ့ဗိုလ်ချုပ်ဟေကလစိုးတွေရဲ့ပြည်ပချုပ်ချုပ်မှုတွေကိုလည်းနှင်းနှင်းခဲ့ရတာဆွဲဆွဲမြဲမြဲမှတ်ထားကြဖို့လိုသလို့ ဲ့ဒီအချိန်ကာလအဲ့ဒီကာလမှာဗာဒီအကွဲပြဲတွေကြောင့်ဖြစ်ပေါ်လာခဲ့တဲ့နိုင်ငံရေးအကြတဲ့ကိုလည်းအိမ်ဆောင်အစိုးရဖြင့်1958ခုနှစ်မှာတာဝန်ယူပြီးနိုင်ငံတော်ကြီးတည်ငြိမ်အောင်အခက်အခဲမျိုးစုံကြားကဖြည့်ရှင်းဆောင်ရွက်ပေးခဲ့ရတယ်ထောင်ကော်ဒီဇယ်ခနခုနဲ့ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေရဲ့အားနည်းချက်ကြောင့်တိုင်းပြည်ပြုတ်ကွဲမဲ့အန်ဒီယန်နဲ့ကြုံတွေ့ခဲ့ရတဲ့1962ခုနှစ်မှာလည်း တမရောကပဲကာကွယ်ဆောင်ချုပ်ပြီးခဲ့ရပြန်တယ်။ဒါပြင်1980အလွန်ကာလအဲ့ဒီချိန်က အာဏာပါတီရဲ့အာဏာချက်တွေကြောင့်1988ခုနှစ်မှာစူပူအောင်ကြောင်းမှုတွေနဲ့မင်းမဲဆဲဆန်တဲ့အပြုတ်မှုတွေဖြစ်ပေါ်လာပြီးအုပ်ချုပ်ရေးရန်တရတွေထိခိုက်ပျက်စီးလာချိန်မှာလဲတမရောကပဲတာဝန်ကိုထိမ့်သိမ်းဆောင်ချုပ်ပြီးခဲ့ရတယ်။နောက်တစ်ဆယ်ပြည့်နှစ်မှာတော့ ြည်သူများလူထားတဲ့ပါတီစိုးဒီမိုကရေစီလမ်းကြောင်းကိုတမ်မတော်ကပုံဖော်ပေးခဲ့ပြီးဒီမိုကရေစီအစိုးရ20မှာပါတီစိုးဒီမိုကရေစီစနစ်ရှင်းတန်းစီဖို့အတွက်တမ်မတော်အနေနဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဗက်ပေါင်းစုကနေပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်၂၀၂၀ပြည်နှစ်ပါတီစိုးဒီမိုကရေစီအထူးရေကောက်ပွဲမှာ အာဏာရပါတီဟာအလွန်ရုပ်ဆိုးကြီးတန်းထားတဲ့ မဲပဒမာမှုတွေကိုပြုလုပ်ခဲ့ကြတယ်။အဲ့ဒီလေရဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ခဲ့ရဘဲပါတီစိုဒီမိုကရေစီစနစ်ပြောင်းရင်းစေတဲ့မယိုးသားတဲ့နိုင်ငံရေးလှုပ်ဆောင်ချက်ဖြစ်လာခဲ့တယ်။တမ်ဘရိုနီနဲ့ဖြည့်ရှင်းဆောင်ပေးဖို့တရားဥပဒေကြီးတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလိမ့်လျှို့ရှုပြီးလွှတ်တော်ခေါ် နိုင်ငံတော်အာဏာကိုမတရားတဲ့နီလန်းနဲ့အာရမရယူဖို့လှုံ့ဆော်ခဲ့ကြတယ်။ဒါကြောင့်ထိုတံပေါ်နေနဲ့နိုင်ငံတော်ကိုအရေးပေါ်ချိန်ဒီကြီးညာပြီးနိုင်ငံတော်ဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ထိုတံပေါ်နေနဲ့လွတ်လပ်ကြိုးပမ်းမှုကာလကနေလက်ရှိအချိန်ထိခေတ်ဆက်ဆက်မှာဒုတာဝန်ရေသုံးမောက်ကို ထိပါလာမဲ့အန်ဒီရီနဲ့ကြုံတွေ့လာရတိုင်းနိုင်ငံတော်နဲ့ပြည်သူအတွက်ဆောင်းဆန်းတပါကာကွယ်ဆောင်ရှောက်ပေးခဲ့တယ်လို့အနာဂတ်နိုင်ငံ အနာဂတ်ကာလမှာလည်းကာကွယ်ဆောင်လျှောက်တောင်းမှဖြစ်ကြောင်းပြောကြလိုတယ်ရဘောတို့ဒုနိုင်ငံမှာခစ်စနစ်ရဲ့တောင်းဆိုချက်ရပြည်သူလူထုရဲ့လူဝင်စံတတ်နဲ့ညီပါတီစိုဒီမိုကရေစီစနစ်နဲ့ဈေးကွက်စည်းဝေးစနစ်တွေကိုဖော်ဆောင်ပေးနိုင်ဖို့နိုင်ငံတော်ရဲ့မရှိမဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျဆန္ဒခံအုပ်ပဲကျင်းပပြုလုပ်ပြီး၂၀၁၈ခုနှစ်မေလ၂၉ရက်နေ့မှာ အတည်ပြုပြထားနိုင်ခဲ့တယ်။ဗစီဘုတ်ခြေကံဥပဒေဟာတဦးတယောက်အဖွဲ့အစည်းတစ်ခုရဲ့သဘောဆန္ဒအရရည်စရာခြင်းမဟုတ်ဘဲနေပဲကန္နအသီးသီးကကိုယ်စလေတထောင်ကျော်ပါဝတ်နဲ့အစုဖွဲ့ရှစ်ဖွဲ့နဲ့မြို့သားကြီးလာက တရက်ကျင်းပပြီးခတန်းခဲရတဲ့တမိုင်းချောင်းအပေါ်များပေါ်မှာကြေကြေပြတ်ပြတ်ဆွေးနွေးရည်ဆွဲခဲ့ကြတာဖြစ်တယ်။ ၂၀၁၈ခုနှစ်ဖွဲ့စည်းပုံခြေကဥပဒေရဲ့ပုံမှန်၂၀ဆလုံးမှာတံပရော်ဒီနိုင်ငံတော်ဖွဲ့စည်းပုံခြေကဥပဒေကိုကာကွယ်ဆောက်ရှောင်ရန်အဓိကတာဝန်ရှိသည်တို့အတိအလင်းပြဋ္ဌာန်းထားရတဲ့ညီဒုတံပရော်ဒီနဲ့၂၀၁၈ခုနှစ်ဖွဲ့စည်းပုံခြေကဥပဒေကိုကာကွယ်ဆောက်ရှောင်ရန်ရှိတယ်။ဒါပြင်နိုင်ငံတော်ဖွဲ့စည်းပုံခြေကဥပဒေရဲ့ပုံမှန်၆ဆလုံးမှာ နိုင်ငံတော်၏အမျိုးသားနိုင်ငံ၏ဥဆောင်မှုအခမ်းအနားတွင် တမရကပါဝင်ထမ်းဆောင်နိုင်ရေးကိုအစဉ်ဒဇိုက်ဥတီသည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ညီဒုတမရဟာမြို့သားနိုင်ငံရေးတာဝန်ကိုလည်းကြီးမြှားထမ်းဆောင်ရဲရှိတယ်အမျိုးသားနိုင်ငံရေးဆိုတာပြည်တော်သူမပြိုကွဲရေးဒိုင်းရင်းသားစီလုံးကြီးတို့မပြိုကွဲရေးအချို့ချာအာဏာတည်တဲ့ခိုင်မဲဆိုတဲ့ဒုတာဝန်ရည်သွင်းပေါ်မှာအခြေပြုပြီးနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုသာအစဉ်ရှေ့ရှုထောဆောင်ဖို့ရည်ရထားတဲ့ ။ထာဝရတည်မြဲတည်မြဲသောနိုင်ငံရေးပဲဖြစ်တယ်။တနည်းအားဖြင့်အမျိုးသားနိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးမဟုတ်ပဲနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့နိုင်ငံအရေးဖြစ်ကြောင်း ပြောကြလိုတယ်။ရဲဘော်တို့တမ်းမတော်ကနိုင်ငံတော်စစ်ဘောအချွေကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာစူပူဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့ ဲ့ဒီအချိန်ကတွတ်တဲ့ကိုယ်စလဲလောင်းအချို့ဟာနိုင်ငံရေးကြဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ကြီးဖြေရှင်းလိုခြင်းမရှိဘဲလူတွေရဲ့စိတ်ခံစားချက်ကိုအတုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်စင်ကြင်တို့တရားကင်းမဲ့စွာသွေးထိုးလှုပ်စော်ပုံစော်လာခဲ့ကြတယ်။အဓိကမှာတစ်ဆင့် NUG CRPH နဲ့ PDF အမြေကအကြမ်းဖက်တွေဖွဲ့စည်းပြီးနိုင်ငံတော်ဝန်လုံး အကျန်းပုတ်မှုတွေခြေခြေပြက်ပြက်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရမှာဖြစ်တယ်။အဲဒါတွေတည်းတူနိုင်ငံတော်အချုပ်ကမလိုလားတဲ့ပြည်ပြက်မီဒီယာမီဒီယာတွေကလည်းဖြစ်ပေါ်တဲ့နိုင်ငံကြီးအကြက်တဲကိုပုံမှုချီးထွားလာစေဖို့အထောက်အပံ့အမျိုးစုံရယူပြီးမဟုတ်မှမှတရင်တွေနဲ့ဝါဒဖြန့်ချိမှုတွေလှုပ်ဆောင်လာခဲ့ကြတယ်။အစိုးရအုပ်ချုပ်မှုရန်ရတွေဆက်ပြီးမလဲပနိုင်စေဖို့နဲ့ဝဒါတွေကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာတစ်ဆာမဲ့က စွန့်ခွာသွားစေဖို့စုံစော်တာတွေလှုပ်ဆောင်ခဲ့ကြတယ်လို့လက်ဖက်ကလည်းခံဟုတ်ချက်သဘောထားအမြင်ကြီးမတူညီသူတွေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုဒလန်ကောင်းစဉ်တက်ပြီးရဲရဲဆက်ဆက်တက်ဖြတ်ခြင်းဖြင့်ပြည်သူတွေချားမှာအကြောက်တရားဆိုးမှုကြီးဆိုးလာအောင်ရေချဲ့ရှိရှိလှုပ်ဆောင်လာခဲ့ကြတယ်။တနည်းအားဖြင့်နိုင်ငံရေးမှန်းချက်ကို လက်နက်ကန်အချမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ပြည်ပအထောက်ပံ့တွေနဲ့အတူစူးစမ်းလာခဲ့ခြင်းပဲဖြစ်တယ်။ ဒါပြင်တိုင်းသားလက်နက်ကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုအခွင့်ကောင်းယူပြီး BDF အမေကအကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုရေးနဲ့ဒီညီအေရှားကြီးပြပြအောင်နီလန်းပေါင်းစုံနဲ့လှုပ်ဆောင်ခဲ့ကြပြန်တယ်။အပြည့်မဲ့ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေသူတို့အလိုကျပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မျိုးရွာတွေကို ပြစ်ခတ်တိုက်ခိုက်တာတွေမိရှို့ဖျက်ဆီးတာတွေနိုင်ငံမယ်အဆောက်အဦလန်တရာရင်းနဲ့ ဖြည့်စစ်တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲဖြည့်စစ်တာတွေစတဲ့အကျံဖက်လို့ရတီကိုအရှိန်မြင့်တင်လှုပ်ဆောင်လာခဲ့ကြတယ်အထူးသဖြင့်တရကအကျံဖက်လမ်းစဉ်ခြေသွုံးနေတဲ့အကျံဖက်တောင်းချမ်းသူတွေဟာသာဝရညင်းချမ်းရရှိပြီးပြည်တော်စုနဲ့တူပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်နှမ်းရေးထက်မြေမြေနဲ့နေတနေဓာတစဉ်စီပင်ဝါရကိုသာခြေသွုံးလိုချင်တာကြောင့် ဒိုင်းတာစီလိုညွညွရေးကိုထိခတ်တဲ့နဲ့အခြေအနေတွေဖြုတ်ကွန်လာခဲ့ရတဲ့နဲ့နေပြည်တော်နဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်းကျသူတွေရဲ့တိုက်ပွဲပေါ်ဆောင်ဓာတ်မှုတွေဟာ အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီးဥစ္စာတွေနဲ့မြို့ရတွေပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကို လက်မခံနိုင်သလိုဒုတာဝန်အရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင်ခံသိလို့မရတဲ့အတွက်တမ်ဘရော်တီနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်။မြန်မာတမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမ်ဘရော်တီနဲ့အရှုပ်ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိခဲ့တာကြောင့် ယူသူတွေရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်ဖို့နဲ့ဒုတာဝန်ရည်သွမ်းပေါင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဲဘော်တို့တွင်လည်းအသက်ကိုဗရဏမထားပဲစွလွန်စွသားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုခြေပေါ်သာထမ်းဆောင်သွားကြဖို့အလေးထားမှာကြလို့တယ်ရဲဘော်တို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုံ့ဆော်ရမှာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့် ပြည်သူတဦးချင်းစီနဲ့သက်ဆိုင်ရာလူကြိုးရေးတာဝန်ရှိသူတွေပူးပေါင်းပြီးလူကြိုးရေးအသိရှိရှိဆောင်ရွက်နိုင်ဖို့ပြည်သူလူကြိုးရေးစနစ်ကိုပေါ်ဆောင်ရရှိနေတယ်။ဒီလိုဖော်ဆောင်ရမှာပြည်သူလူထုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လူကြိုးရေးတာဝန်ရှိသူအားလုံးကညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့သူတို့ကပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်။ဒါပြင်နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ကာကွယ်စားလျှောက်ဖို့တာဝန်ရှိရတဲ့အညီတမထားတဲ့အသက်ရွယ်နဲ့အကျိုးဝင်တဲ့နိုင်ငံသားတိုင်းနိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်ခွင့်ရရှိရေးအတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလဆယ်ရက်နေ့မှာစတဲ့အသက်သွင်းခဲ့ပြီး အကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိနေတယ်ပြည်သူ့စစ်မှုထမ်းတွေဟာအလွှာပေါင်းစုံကဝင်ရောက်တာဝန်ထမ်းဆောင်ရသူတွေဖြစ်ပေမဲ့လည်း အတူစုပေါင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြတော့အယောင်သွေးတူ အတွေးအမြင်တူယုံကြည်ချက်ခံယူချက် တူညီတွေဖြစ်လာကြပြီးတော့နောင်တော်တမတော်သားတွေနဲ့တူလက်တွဲပြီးနိုင်ငံတော်မှာတာဝန်ချက်ရတက်အသီးသီးမှာကိုယ်စီတာဝန်တွေထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါကြောင့်တာဝန်သီးတဲ့နိုင်ငံသားကောင်းတွေဟာပြည်သူ့စစ်မှုထမ်းတွေဖြစ် ခိုင်မာတဲ့အင်အားစုတရအနေနဲ့ နိုင်ငံရေးကာကွယ်တာဝန်တွေကိုထားဆောင်နေကြပြီဖြစ်ကြောင်းဂုံယူစွာပြောကြလိုတယ်။ရဲဘော်တို့နိုင်ငံစီမောအုပ်ချုပ်ကောင်စီနေနဲ့ရှေ့မှာစီကံပြေဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးပြည်မကျက်၂ရက်ကို ခိုင်မာစွာအကောင့်တော်ဆောင်ရွက်လက်ရှိနေတယ်။နိုင်ငံတော်ဆိုရကချမှတ်ထားတဲ့ ရငိုင်းရီမချက်တွေကိုအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရတဲ့နေရာမှာဒုတက်မတော်အနေနဲ့ကြာရခန္ဓာကပါဝင်ဆောင်ရွက်သွားကြမှာဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုခြေခံတဲ့ပြည်တော်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံသူနိုင်ငံသားအလုံးစီလုံးညွညွတ်စွာနဲ့ပြည်တော်စုစိတ်ဓာတ်ကိုအရင်တည်ပြီးနိုင်ငံတော်ကိုဝမ်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့လိုအပ်တယ်ပြည်တော်စုစိတ်ဓာတ်ဟာ တိတ်သမားရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာအရင်ကဖြစ်ခဲ့တယ်လို့အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်လည်းအခြေခံအုံမြင့်ဖြစ်တယ်ဒုနိုင်ငံမှာတိုင်းရင်းသားအလုံးဟာတမျိုးတည်းနေတရေတဲ့တောက်သူတွေဖြစ်လို့အရေးကြုံလာရင်ပူပေါင်းဆောင်ရွက်လို့တဲ့စိတ်ဓာတ်ရဲ့စိတ်ဓာတ်နဲ့တောင်ပေါ်မြေပြတ်မခွဲကြပဲအေဒူပူမြတသွေးတဲ့သသားတွေရှိတယ်ဆိုတဲ့စိတ်ဓာတ်ဒီရှိဖို့အရေးကြီးဆုံးနဲ့လိုအပ်ဆုံးဖြစ်တယ်ဆိုတာပြောကြလို့တယ် ပြည်ရင်အားသည်ပြည်တွင်းမှာသာရှိပြီဆိုတဲ့စကားတိုင်းပြည်တော်စုပေါင်းတိုင်းရင်းသားတွေအားလုံးရဲ့စီလုံးညွညွမှုအင်အားတွေနဲ့တူတညီလက်ညီအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်မှသာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြားလိုတယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုံ့ဆော်ရမှာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငင်းရေးနဲ့ ာဝရငြင်းချမ်းရရှိရေးဟာအလွန်အရေးကြီးတယ်။ဒုတံဘော်တွေနဲ့ငြင်းချမ်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ရင်2008ခုနှစ်ဖွစီဘုအခြေခံဥပဒေရဲ့နဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှုရစေတဲ့သဘောတူစာချုပ် NCA ပါသဘောတူညီတဲ့အတိုင်းဖြစ်နေတဲ့များအလေးထားလှုပ်ဆောင်သွားမှာဖြစ်တယ်။ဒါပြင်နိုင်ငံလမ်းစဉ်နဲ့အချက်ပဲလမ်းစဉ်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးနေတာမှုတွေကိုထောက်ရှုပြီး ဘာဘရာညင်ချရေးနဲ့ဖွံ့ဖြိုးတွတ်တဲ့ရေးကိုပြည်သူတွေတဲ့တူဓာတ်တွေဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစက်ကြီးတိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွန့်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ဘက်လမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနိလနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ခိတ်ခေါ် ကမ်းလှမ်းထားပြီးဖြစ်တယ်။နိုင်ငံရေးနည်းလမ်းကိုသဘောပိုင်းပေါ်မှာတွဲဆုံဆွေးနွေးခြင်းနဲ့သာအပြည့်အစုံနဲ့မှဖြစ်တာကြောင့်ညီညာရေးဆွေးနွေးမှုတွေကို အများအားကြိုးစားလမ်းဖွင့်ထားကြောင်းထပ်မံအသိပေး ပြောကြားလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီပွားရေးအုပ်ချုပ်ရေးကောင်စီအနေနဲ့နိုင်ငံတော်တာဝန်ကို စတင်တာဝန်ထားဆောင်ချက်ကစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ါတီဆိုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုံငန်းစဉ်နဲ့ဥတည်ချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ်။ချမှတ်ထားတဲ့ရှစ်လုံငန်းစဉ်900ရာရလွတ်လပ်ပြီးတရားမျှတတဲ့ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အဆိုးရွားကိုနိုင်ငံတော်အာဏာလွှတ်အပ်နိုင်ရေးဥတည်ထားပြီးရွေးကောက်ပွဲကိုတတ်မှတ်ကာလအတွင်းပြန်လည်ကျင်းပပေးဖို့ဒီဇိုင်းမှတ်မှတ် ချမှတ်ထားတယ်။ နိုင်ငံတော်မှထိုင်သိမ်းပေးနေတဲ့တပ်မတော်ရဲ့ကိုစားနိုင်ငံတော်စစ်မှောက်အုပ်ချုပ်ကောင်စီနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်လေ့ရှိရမှာကျွန်တော်ရှိခုနှစ်ဗိုလ်စီဘုတ်ခြေကံဥပဒေအပါဝင်ရွေးကောက်ပွဲဥပဒေများညဥပဒေနဲ့အညီဒေသလိုက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းအကောင့်တွေပေါ်ဆောင်ရွက်လေ့ရှိနေတယ် ။ဒီနေ့အပြည့်ဆန္ဒမေးပေးပံ့ပိုးရှိသူအားလုံးမေးပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စစ်မှန်တဲ့လူလားချက်ဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစိုးဒီမိုကရေစီအထူးရွေးကောက်ပွဲဖြစ်စေဖို့နဲ့ဂုံတိတ်ကရှိတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ဆောင်ရွက်နေတယ်။ရဲဘော်တို့ဒုတံမတော်ရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ကိုကြီးမားထောင်ဆောင်နိုင်ဖို့အတွက်တတိုင်းရဲဘော်တိုင်းမှာစိတ်သက်စီကံ တစ္ဆာစီလုံးစီလုံးမှုသောဝေတုံးရဲ့ပြည့်စုံမှုဆိုတဲ့အခြေခံရည်ချင်း၅ပါး ਨੇ ပြည့်စုံမှုလိုအပ်တယ်။အဲ့ဒီအခြေခံရည်ချင်းတွေ ਨੇ ပြည့်စုံပြီးအင်အားတောင့်တတဲ့တပ်မတော်တရားဖြစ်လာစေဖို့အတွက်ဒီကြည်နဲ့တိဆောက်အုတ်ချုံနဲ့တိဆောက်သက်တချာရုံနဲ့တိဆောက်စေတနဲ့တိဆောက်ဆိုတဲ့တတိဆိုင်လုပ်ငန်းကြီး၄ရက်နဲ့ကြီးတိဆောက်သွားကြမှာဖြစ်တယ်။တတိဆိုင်လုပ်ငန်းကြီး၄ရက်ဟာ တစ်ခုနဲ့တစ်ခုဆက်ဆက်လည်းရှိပြီးတတရွေလေးခြင်းမှုတွေဖန်ကံမယ်အိုးချုပ်ထမမှုတွေကောင်းမွန်မယ်တသက်ချောင်းချီဆောင်ဝဲပေးမှုတွေနဲ့ပြည့်ဝနိုင်မယ်ဆိုရင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေရဲ့တန်ရက်တက်ဖို့ဒီအပေါ်မှာခင်တွေတက်တာမှုတမရပေါ်မှာလေးစားယုံကြည်အားကိုးမှုတမရတော့တဲ့နိုင်ငံတော်တဲ့ဆွလွန်းအနစ်နာခံလို့မှုစတဲ့စစ်တပ်ကောင်းတွေဖြစ်ပေါ်လာစီပါပဲဖြစ်တယ်အဲ့ဒီလိုစစ်တပ်ကောင်းတွေနဲ့အတူ စီလုံးညွညွမှုခိုင်မာအားကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုတိစောက်ထားနိုင်မှသာနိုင်ငံတော်နဲ့တပ်မတော်ကပေးရလာတဲ့ဒါဝန်တွေကိုကျေပွတ်သာထားဆောင်နိုင်မှာဖြစ်လို့တတိဆွေလုပ်ငန်းကြီးလေးရက်ကိုအလေးထားဆောင်ရွက်သွားကြဖို့တိုက်တွန်းမှာကြလို့တယ်ရဲဘော်လို့ဒုတက်မတော်သားတွေဟာအများသူကလုံဆောင်နိုင်ဖို့ခက်ခဲတဲ့နိုင်ငံတော်ကာကွယ်တဲ့လူကြီးတာဝန်တွေကိုထားဆောင်နေကြသူတွေဖြစ်တာကြောင့် စိတ်တကြခံမှုရှိဖို့အထူးလိုအပ်တယ်စိတ်တကြခံမှုဆိုတာအနမကအရှုံးမပေးခြင်းနဲ့စိတ်ထံကနေဖြစ်တယ်လာတာကြောင့်ရေဘော်တို့တွင်နဲ့တုံတိုက်တဲ့ကြာကကဲစိတ်တလူခွေကြီးကြအလံမလဲတဲ့စိတ်တတမရရဲ့အစင်လာကိုအသက်ပေးဆောင်ထင်းလိုတဲ့စိတ်တဆရဲတမရရဲ့စိတ်တတွေကိုရည်ကြည်မွေးမြူထားကြမှာဖြစ်တယ်ဓမ္မသာနိုင်ငံတော်နဲ့တမရတော်ကပေးရလာတဲ့တာဝန်တွေကို အသက်ကိုဗရဏမထားပဲမစုံမနစ်တဲ့ဇွဲလုံလနဲ့ခြေပြုံအောင်ထားဆောင်နေမှာဖြစ်တယ်။အဲ့ဒီလိုတာဝန်ထားဆောင်နေထားဆောင်နေအခါမှာတို့တမတော်ဟာစီကံကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ဒူချင်း ကိုစီစီကံတိုင်းတဲ့မူဟာအရေးကြီးတယ်။တို့တမတော်ဒီနေ့အချိန်ထိမရင်းမြန်ရည်တည်နိုင်ခြင်းဟာစီစီကံကောင်းမှုမှုနဲ့မိန့်နယ်ကံတတ်မှုတွေကြောင့်ပဲဖြစ်တယ်။ ိုးတက်မော်သားအားလုံးအနေနဲ့စစ်တီတော်ကောင်တူဖြစ်ဖို့အခြေခံဖြစ်တဲ့ကျင့်ဝတ်60ပါးကိုခါဝခါဝပစိုးပမာမြဲမြာစွာဆောက်တွင်းကြမှာဖြစ်လို့ဖြစ်တယ်လို့ရှင်းပြပြင်းစည်းကမ်းတွေလုံငန်းဝင်စည်းကမ်းတွေနဲ့နေပတ်စည်းစည်းကမ်းဥပဒေတွေနိုင်ငံတကာမှာလက်ခံကျေသုံးနေတဲ့စစ်ပွဲဆိုင်ဥပဒေတွေထွတွေ့တိုက်ခိုက်မှုစီမင်း Rules of Engagement ROE တွေကိုလည်းတိကျစွာလက်နာကြဖို့လိုအပ်မယ်။ဒါကြောင့်ရဲဘော်တို့အနေနဲ့ စေတသိကကောင်းမှုပြီးဥပဒေကိုလေးစားလိုက်တာတဲ့စိတ္တတော်ကောင်းတွေဖြစ်အောင်ကျင့်ကြံနေထိုင်သွားကြဖို့အလေးနဲ့ထားမှာကြလို့တယ်ရပါလို့ရယူခြင်းခါစားခြင်းဆိုတာတက်ရှိတရဝါတိုင်းပြုမှုကြတာပဲဖြစ်ပေမဲ့ဆွလို့ခြင်းဆိုတာကတော့မြင့်မြတ်တဲ့လူသားတချို့သာပြုမှုနိုင်ကြတဲ့အမှုအကျင့်ပဲဖြစ်နေမိမိတိုင်းပြည်အတွက်မိမိပြည်သူအတွက် မိမိနိုင်ငံတော်နဲ့အချုပ်ချာအာဏာအတွေ့မိမိအသက်ခန္ဓာကိုပေးလို့ဆွေးစားခြင်းဆိုတာကတော့အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမှုနိုင်ကြတဲ့အမှုကျင့်ပဲဖြစ်တယ်။အဲ့ဒီအမှုကျင့်တွေနဲ့ပြည်ပနေသူတွေဟာအများတကာလုံဆောင်မှုခဲရင်တဲ့တာဝန်တွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အချိန်မှာဆွလွန်ဆွန်ဆားမှုအပြစ်နဲ့ဆောင်ရွက်ကြသလိုနိုင်ငံနဲ့လူမျိုးတဲ့ဘယ်လိုအခက်အခဲကိုမှအမှုမထားပဲ မိမိအသက်ခန္ဓာကိုဆွတ်လွတ်တဲ့အထိကြံ့ခံတဲ့စိတ်ဓာတ်ပြောင်မြောက်တဲ့သူရသက်တည်တွေနဲ့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လို့ရှိကြတယ်ဒါတွေဟာစိတ်တော်ကောင်းတရားမှုမှာရှိရတဲ့ရည်ချင်းတွေဖြစ်ပြီးဒီလိုခိုင်မာတဲ့တရတဲ့စိတ်ဓာတ်တွေနဲ့နံတော်ကာကွယ်တာဝန်တွေကိုစွမ်းစားတမှာထမ်းဆောင်ရင်းအသက်ခန္ဓာဆွတ်လွတ်ခံရတဲ့တံပေါ်သားတွေမြန်မာနိုင်ငံရတဝန်ပွေတွေနဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေအားလုံးကိုပြည်သူသားကောင်အာဇာနည်တွေဖြစ် အစဉ်အတိမတ်ပြုလေးစားဂုဏ်ယူကြောင်းပြောကြလိုတယ်။ဒါပြင်40သောရေးချက်သောတစ္ဆာကိုနေ့စဉ်ရွတ်ဆိုပြီးနိုင်ငံတော်ကာကွယ်နှင့်လူကြီးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ရဲဘော်တို့ဟာလည်းအမိနိုင်ငံတော်ရဲ့မြန်တို့တံပိုးထားပေါ်ရာ အမျိုးသားကောင်အမျိုးကောင်တမိတွေဖြစ်ကြောင်းဂုဏ်ပြု ပြောကြလိုတယ်။ ရဲဘော်တို့ညကုန်းချုပ်အနေနဲ့မှာချလို့တာကတော့180ပြည်တန်ဘရိုနေဥတီချက်တွေဖြစ်တဲ့ဒုတာဝန်ရေသွမ်းပါကို အစင်အမြဲဥထိပ်ပန်ဆင်ပြီးတန်ဘရိုရဲ့အဓိက လုံခြုံရေးသုံးခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ဒေဂျီတာဝန်နဲ့ပြည်သူ့ချုပ်ပြုတ်လုံခြုံတာဝန်တွေကိုကြာရခန်းခါနာမှအာသွန်ခွန်ဆိုင်ပါဝင်ဆောင်ရွက်ကြီးနိုင်ငံတော်ဖွံ့ဖိုးတိုးတက်ရေးနဲ့ လက်နက်ကင်ပြိပက္ခများခြုံငိပြီးစစ်မှန်သည့်ထားဝရငင်းငင်းရရှိရာဆောင်ရွက်ရာတွင်ဗောဇိမုတ်ချေကဥပဒေ2008နှင့်တဏ္ဍာကလူပြစ်ကတိုက်ခတ်မှုရစဲသဘောတူစာချုပ် NCA ဘသဘောတူညီချက်များအတိုင်းဥတီဆောင်ရွက်ရေးနိုင်ငံတော်နှင့်နိုင်ငံသားများပေါ်ကြဲဝလာသောကြဲဝလာနိုင်သည့်ဘေးအန္တရာယ်များမှကာကွယ်ဆောင်ရှောက်ရေးပြည်သူတို့၏လူမှုဘဝလုံခြုံရေးနှင့် လူမှုစည်းဝါးဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုသဘောဆောက်က ကူညီဆောင်ရွက်ပေးရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကြီးပေါ်ထွန်းလာစေရေးအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့ညီဆောင်ရွက်ပြည်စည်းပါကရလပီတရားမျှတသော ပါတီစိုဒီမိုကရေစီအထူးရေးကောက်ပေးကျင်းပနိုင်တပ်မတော်ကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးရစတဲ့ဥတည်ချက်တွေနဲ့ညီပြည်သူလူထုကယုံကြည်အားထားရတဲ့တပ်မတော်သားခေါင်းတွေဖြင့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစီတွေမှာပါဝင်မှတ်တမ်းရေးထိုးသွားကြပါလို့အလေးနဲ့ထားမှာကြရင်ဤကုန်းချိုးလိုက်တယ်